မင်္ဂလာမျိုးတို့ဒီကနေ့ကတော့နော်ကီးရဲ့ကီးပေါ့နော်ကီးဆိုတဲ့နာမည်ကျွန်တော်မင်းက9တုံညဆိုပြီးတယ်အဲ့ဒါလွယ်လို့ကျန်တာကျွန်တော်တို့အောင်မြင်မှုမရပါဘူးဗျနော်ဟိုဘရိတ်ဆိုလဲကျွန်တော်အရန်ဘရိတ်ပဲအောင်နေခဲ့အဲ့တော့ဒီကနေ့မီးရလည်းမလာဘူးဗျဟိုဘက်တီနဲ့ထုံးတဲ့ခါကျတော့မှိမိနေမရတော့နေလက်နေတမ်းမီယူနော်အဲဟုတ်ပြီရောရောဒီဒီဒီလိုလေးလို့နော်အဲ့တော့ကျွန်တော်အတိတ်အရှိကြီးတော့မဟုတ်တော့ဘူး20ကိုပဲပြောမယ်နော်20 20ကနေစမယ်ပေါ့နော်20ကစမယ်ဆိုရင်9 36ကနေစလိုက်မယ်နော် ခွန်9 36ကျွန်တော်လည်းဒုက္ခခံပြီးရိုက်ပေးနေရဗျမိကလုံးဝမလာဘူးမလာတော့ရက်ရက်ပြက်ရက်ဒီအများနေပြက်တဲ့အချိန်တွေအများနေကျွန်တော်တို့လည်းဘာမှလုပ်လို့မရဘူးနော်သိတ်ကိုကောင်းတဲ့ဟွာကြီးပေါ့ပြောတော့ပါဦးအာခွန်4เออ3ญา5ဆိုပြီးဒီလိုမျိုးထွက်ထားပါလေဗျเนาะဒီလိုမျိုးထွက်ထားတာကိုကျွန်တော်တို့တွက်မယ်ဗျเนาะမီးရမလားအတွက်တွက်တွက်ကလေးပဲသွားမယ်เนาะတွက်တွက်ကလေးသွားပါမယ်ဆိုတော့ဆော့ပြန်ယူမယ် ဲတော့ကျွန်တော်တို့ဒီ6ကဲ9ရဲ့ပေါင်း1ပါတဲ့1ရဲ့နှက်ခက်က8 8ရဲ့ပါဝါ3 183ဆိုတဲ့ကီး3လုံးဒီအပြင်မှာထိရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့339တဲ့339ညမှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်ညနေပိုင်းမှာမထွက်ပါအောင်ဗျအင်းမှာ339ညမှာ3ညတလုံးထိပြီးတော့မောင်း3တလုံးထိပြီးတော့အောင်ခဲ့ပါတယ်ဗျနော်အဲ့တော့ အလောက်ကမိရမလားတော့အာယုံကဟိုရောက်လိုက်ပြီရောက်လိုက်ပြီအဲ့မှာ၄၃ည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 6ခွန်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 6ဆိုပြီးဒီလိုမျိုးထပ်ထားပါတယ်အဲ့တော့၃ည ਨੇ နှစ်နဲ့ပေါင်းနှစ်ပါတယ်နှစ်ရဲ့နှစ်ခက်က၄၄ရဲ့ပါပါကို2 4 6ဆိုတဲ့ကြီးသုံးလုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့၄၃၄၃နဲ့၄၃မှာ လေးတလုံးထိပြီးအောင်ခဲ့ပါတယ်တစ်လေးတစ်လေးမှာလည်းကျွန်တော်တို့လေးတလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျ။ကဲနောက်တစ်ပြုံတွက်ပါမယ်65တိချ65တိချ7694တိရှိရှိလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6ကဲ4ရဲ့ပေါင်း3ည တုံညာရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါနှစ်တုံညာခွန်နှစ်ဆိုတဲ့ကီးတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့ရှင်ငါရှင်ငါတဲ့အောင်ပါအောင်ဗျငါးနှစ်တဲ့ငါးနှစ်မှာတော့ကျွန်တော်နှစ်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့အဲ့နောက်တစ်ပြုံးတွက်ပါမယ်ရှေးရှေးချောင်းနှစ်ရှေးရှေးချောင်းနှစ်

နောက်တစ်ပင်ကိုတွက်ပါမင်းဆိုတဲ့ခါကျတော့ဘယ်ရောက်သွားလဲမသိဘူး။အားပဲကြည့်လိုက်တော့6 5 1 5 6 5 1 5 5456တခွန်ခွန်လေးတခွန်ခွန်လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ခတ်ထားပါတယ်အဲ့ဒါကိုတက်မဲ့ဆိုရင်9ရက်4ရက်ပေါင်း9 9ရက်နှစ်ခတ်က6 6ရက်ပါပါတ6 6 1ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့38 ့3ညာရှိတဲ့မအောင်ပါဘူးဗျ6 6 6 6တဲ့6 6မှာတော့6တလုံးထိပြီးအောင်မြင်ခဲ့ပါတယ်မျိုးတို့အဲနောက်ဒီပင်ကိုတွက်ပါမယ်နောက်ဒီပင်က daily 3ညာ3ညာ3ညာ539 3ညာ539 3ညာ824 3ညာ824တဲ့အဲတော့အဲ့ဒါနှစ်ခုကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုရင်ကကြာ3ညာနဲ့4နဲ့ပေါင်း4 လေးရက်နဲ့ခက်ခက်နှစ်နှစ်ရဲ့ပါဝါခွန်၄နှစ်ခွန်ကြတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတော့ခါကြတော့နှစ်၃နဲ့နှစ်၃မှာနှစ်တုံးထိပြီးအောင်မြင်ခဲ့ပါတယ်69တဲ့69မှာတော့မအောင်ပါအောင်ဗျနော်ဒီနေရာမှာကျွန်တော်တို့တော်တော်ကြီးကိုပေါ့နော်ဟိုရက်တရလည်းကျွန်တော်မီးကိုဆောင်းဆောင်းဆောင်းနောက်ကြတာပဲဒီနေ့လည်းနောက်ရအဲ့တော့ကျွန်တော်ဒီကြားထဲမှာမီးမီးထုံပြီးလဲနေတယ်မီးထုံပြီးတော့ကျွန်တော်တို့ခက်ခဲကြရနေကျွန်တော်ရိုက်ပြီးတာအမှားကလေးရှိခဲ့နေတယ်နားလည်းခွန်းလို့ပြေးဗျနော်အဲ့တော့နှစ်ခွန်73 73 ကိုကို6ခွန်ကိုကို6ခွန်6ခွန်လေးဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွေ့မဲ့ဆိုရင်4ရက်3ရက်ပေါင်းခွန်ခွန်ရက်နဲ့ခက်က3ည3ည8ပါပါ5ခွန်3ည5ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုရင်ကကြတော့4 3ည3ညမှာ4 3ညမှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်ကိုရှိတဲ့ကိုရှိမှာတော့မအောင်ပါဘူးဗျ နာရကာနာရပြန်ကိုတက်ပါမယ်နှစ်တနှစ်တလေးရှိတဲ့6399တဲ့တိ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 ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှင်းတဲ့တိနဲ့ပေါင်း9ကိုရဲ့နှစ်ခက်က6 6ရဲ့ပါဝါတိ9 6 1ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့ကိုလေးတဲ့ကိုလေးမှာကိုတလုံးထိပ်ပြီးအောင်ငယ်ဆိုရင်ညနေပိုင်းမှာလည်းကိုလေးတက်ထွက်တဲ့အတွက်ကိုတလုံးထိပ်ပြီးညာအောင်မယ်ကောအောင်မြင်တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ဗျ။ เนาะအဲ့တော့ပုံတို့နေတွေကျွန်တော်20လေးတွက်လိုက်ကြအောင်ေ9 4 2363 2363 2943 2943ညဆိုပြီးကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်၄နဲ့၃ညနဲ့ပေါင်း၄ပါတဲ့၄ရက်နဲ့ခက်ခက်နှစ်နှစ်ရက်ပါပါခွန်၄နှစ်ခွန်ကြတဲ့ကီးတုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့။အဲအဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးနဲ့စဉ်းစားလိုက်ရအောင်နော်။ကီးထိတ်က ဒီကနေ့ကြီးထိတ်ကဒီကနေ့ကြီးထိတ်ကကျွန်တော်တို့ဗာလဲဆိုရင်835ဖြစ်ပါတယ်တဲ့နော်835နောက်တော့ကကြီးရိုးရိုးက၄နှစ်ခွန်နော်အဲ့တော့မတူညီတာဖြစ်တဲ့အတွက်အဲ့ဒါလေးပဲကကစားမယ်၈၄နှစ်၈ခွန်၃၄၃၄၃နှစ် သုံးခွန်ငါးလေးငါးနှစ်ငါးခွန်ငါးခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့မှာကျွန်တော်တို့ break line break line ရဆိုရင်ကျွန်တော်တို့ဗာရတယ်ဆိုရင်9 6 4ဖြစ်ပါတယ်9 6ဒီ main break ဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့ light ကြည့်လိုက်တဲ့အခါ9နဲ့ပတ်သက်တာတို့တလုံးမဲ့တွေ့ပါတယ်เนาะဟို main break နဲ့ပတ်သက်လို့6 break တော့မရှိပါဘူး6 break ဆိုတာတော့ အမ်လေးပြိတ်လည်းမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့ရှာရပါပါသွားတွေ့တာတော့ငါးလေးတပေါက်သေးပေါ့เนาะအဲ့မှာကျွန်တော်တို့ကဘာကိုပြောကျင်တဲ့ဆိုရင်မနေ့ကကျွန်တော်တို့2ခွန်4 6ဆိုတဲ့ပရိတ်နဲ့ပတ်သက်လို့အချက်3ချက်ကျွန်တော်တို့တွေ့ထားတယ်အချက်3ချက်တွေ့ရတဲ့အတွက်ကျွန်တော်တို့အချက်3ချက်ဆိုရင်3ချိန်3ကကျွန်တော်ထွက်ရမှာတော့ဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့မနေ့ကကိုပရိတ်63ဆိုပြီးထွက်တယ်ဒီကနေ့40ဆိုပြီး4ပြိတ်ထွက်တယ်အဲ့တော့ပြိတ်နှလုံးကတော့ဆွဲထားပြီးပြီးကျန်တဲ့ နှလုံးကဆွဲအောင်မလားဒါမှမဟုတ်ကျွန်တော်တို့အကုန်လုံးပဲဆွဲမလားဆိုတာတော့ကျွန်တော်တို့ပြောလို့တော့မရဘူးဒါပေမဲ့ကျန်တဲ့နှလုံးကဆွဲနိုင်ကြရအကြောင်းတော့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် comment မှာလည်းလာမေးတယ်ဗောနော်ဆရာတဲ့မွေးပရိတ်ပေးပါဦးနဲ့ကျွန်တော်အချိန်ချင်းနဲ့ပြောပြီးသားနှစ်ခတ်ကြာပြီးသားရင်နှစ်ခွန်မွေးပရိတ်လို့ကျွန်တော်ပြောပြီးခဲ့ပါကတစ်ရှစ်ဆိုရင်နှစ်ခတ်ကြာတာအတွက်နှစ်ခွန်မွေးပရိတ်ကကျွန်တော်ထက်ချစ်တလဲလဲကြီးရောကျွန်တော်လည်းပြန်ပြန်မပြောပြဘူးဗောနော်မှတ်ထားမယ်ဆိုရင်ကျွန်တော်ရှိပါတယ်အဲ့တော့နှစ်ခွန်မွေးပရိတ်ရှိနေတဲ့အတွက်လည်းဒီမှာ၄၄၈၈လေးတို့ 3-4နှစ်တို့5နှစ်တို့5ခွန်တို့ကလည်းကျွန်တော်ထည့်ထိုးသင့်တဲ့အရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့54ကိုဥပမာကြိုက်လို့တင်မယ်ဆိုရင်တော့ကျွန်တော်တို့က8-4တို့3-4တို့5နှစ်တို့5ခွန်တို့ကထည့်ဖို့ထိုးသင့်တဲ့ကဏ္ဍတွေဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ကပြောအများတန်းလည်းကျွန်တော်လူတွေသိပါတယ်ကျွန်တော်ကကြီးတွက်တာလေးကောင်းတယ်ကျွန်တော်ထိတ်တွက်တာလေးတွေကောင်းတယ်เนาะဒါကျွန်တော်ကဏ္ဍထုတ်တာလေးတွေမှာတော့ ိတ်ပြောအကောင်ကြီးမဟုတ်ပါဘူးကိုယ့်ကိုနော်မကောင်းတာများပါတယ်ဗောနော်အဲ့လိုပဲပြောတော့မယ်ဗျာနော်အဲ့တော့ရှိပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်20ဒီကိုယူပါခင်ဗျားတို့ရဲ့နီးဒီနေလဲပေါင်းဆက်ပြီးတော့အဓိကပေါက်အောင်စူးစမ်းကြပါကျွန်တော်ကနီးပေးခြင်းပဲဖြစ်ပါတယ်နော်အဲ့တော့နီးပေးခြင်းဆိုရင်လည်းကျွန်တော်တခုပြောချင်တယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့တလုံးနဲ့ပတ်တီးအခုကျွန်တော်တလုံးနဲ့ပတ်တီးကိုဘိုက်ပါမှာရောင်းနေတာလည်းရှိတယ်နော် ျွန်တော်လာလာဝယ်ထိုးကြတယ်ဟုတ်လားအဲ့ဒီတလုံးနဲ့ပတ်သီးတွဲနီးရဟိုးအရင်ကျွန်တော်တွဲပေးခဲ့တယ်အခုနောက်ခါထပ်တွေ့တယ်နောက်ထပ်တလုံးနဲ့ပတ်သီးဇာတို့ပတ်သီးပေါ့နော်အဲ့ဒီတွဲနီးကိုလည်းကျွန်တော်ထပ်တင်ပေးမယ်ဒါပေမဲ့အခုတင်ပေးလို့မရတော့ဘူးဘာဖြစ်လို့အခုဒီတစ်ပတ်ဟာထွက်သွားပြီကျွန်တော်ဒီညနေမှာရှာလို့ဒီကနေ့တနေ့လုံးရှာလာမှသွားတွေ့တယ်တွေ့တဲ့အခါတော့ကြည့်လိုက်တဲ့အခါဒီဒီပတ်မှာဒီဦးဖြစ်ဖြစ်ထွက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်ကထပ်ပြီးတော့ဒီတလုံးနဲ့ပတ်သီးကိုတွက်ပြလဲထပ်ထိုးလို့ တိတ်ပြီးတော့အောင်ပြီးသွားမှတော့နောက်တစ်ထပ်မလာဘူးလာမယ်တော့မပြောတတ်တော့ညာလေအာနေနေပြော့သွားပြီပေါ့နော်ဒါမှမဟုတ်ကျွန်တော်မပေးတော့ဘူးဒါပေမဲ့လာမယ့်အပတ်ကိုကျွန်တော်ပေးမယ်လာမယ့်စနေနေ့ကိုမဖြစ်ဖြစ်တဲ့နေ့နဲ့ကျွန်တော်တင်ပေးမယ်အဲ့တော့ဟိုလိုချင်တဲ့လူတွေလာယူမလိုချင်တဲ့လူတော့မယူနဲ့တရုံနဲ့ပတ်ပြီးတော့သဘောကျဆိုလာယူအဲ့ပတ်ဒီနဲ့ပတ်သက်လို့ကျွန်တော်တွက်ပြရတဲ့ခါကျတော့တွေ့လိမ့်မယ်ဘလောက်မှန်ကန်မှုရှိတယ်ဆိုတာတော့အဲ့လိုမှန်ကန်မှုကိုကြည့်ပြီးတော့အတုံးချမယ်ဆိုလဲယူပေါ့ဗျာအတုံးမချဘူးဆိုတော့လဲမယူနဲ့ပေါ့ကဲဒီကနေ့တော့ကျွန်တော်ရဲ့ဗီဒီယိုတင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်မြည်ရမယ်လဲမလာကျွန်တော်လဲတော့ဒုက္ခကြမှာ လောက်ပြရတယ်ပိုးကောင်တွေကလည်းကျွန်တော်ခွာတယ်အဲ့တော့ okay အာအမျိုးတို့အနေနဲ့เนาะတနင်္လာအင်္ဂါမှာအောင်ပွဲတွေကျွန်တော်မစင်ပြေးနိုင်ဘူးပေါ့เนาะတနင်္လာနေ့ကတော့ကျွန်တော်ရံွက်ကလေးတွေပဲလုပ်ပေးနိုင်တယ်နောက်တော့တန်လီအောင်အောင်လုပ်ပေးနိုင်တယ်ပေါ့เนาะဂျန်နေနေဒီဒီနေ့တနေ့လုံးတော့ကျွန်တော်မအောင်ပါဘူးကျွန်တော်အောင်တာဆိုလို့မနေ့က1ဂျိအနေနဲ့ပဲ3 3ဟိုကီအနေနဲ့ပဲ3 3ဆိုပြီးတော့အဓိက1ဂျိအနေနဲ့3 3 9 3ညာ ဝမ်ကျင်အနေနဲ့ရှိပါတယ်เนาะဟိုကကီအနေနဲ့တော့เนาะမာတုံညာတုံလာမှားလားမနေ့ IQ ရှိပါတယ်ဆိုကျွန်တော်ပေးတဲ့နေမှာအခု40ထွက်သွားတဲ့အတွက်တုံညာထိသွားတာတော့ဒါလေးတစ်ခုပဲကျွန်တော်မှပြောကြရရှိပါတယ်เนาะကဲအဲ့တော့ဟိုအဲ့ဒီလိုပေါ့เนาะအောင်မြင်မှုနဲ့အတွက်မကြိုက်ဘူးမကြည့်ဘူးဆိုလဲနေပါเนาะကျွန်တော်ကစေတနာနဲ့ပဲတင်ရင်းဖြစ်တယ်ငွေတပြားနဲ့တင်ရင်းမှုတဲ့အတွက်ကျွန်တော်ဟို ဘယ်သူ့မှာကျွန်တော်ဘာမှမပြောလို့ပါဘူးကဲအဲ့တော့ဒီကနေ့ဗီဒီယိုဖိုင်ကြီးကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုကြီးမှတ်ခြင်းနဲ့ပြည့်စုံပြီးဒီဖို့တူနေမှာအကွက်ကြီးများအောင်မြင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါရဗျလာမယ့်နေ့နေ့မှာလည်းထည့်မပြောပြရင်မှတ်တာနော်စနေနေ့မှာကျွန်တော်ပတ်တီတလုံးနဲ့ဟာကိုတော်တော်ခိုင်ခိုင်မာမာနီးလေးတွေ့ထားတဲ့အတွက်တင်ပေးပါမယ်ကြိုက်ချင်ယူပေါ့ဗျာကြိုက်တဲ့လူယူဖို့ပေါ့နော်ကောက်ကျင်းသေးပါရဲ့အာမခံပါစေကိုတရားရဂိုင်းနှုံဆိုတဲ့ဟာတော့ကျွန်တော်လည်းမပြောလို့ဘူးဒါပေမဲ့60ရဂိုင်းနှုံတော့တော်တော်အောင်ပါလေဗျနော်